မင်္ဂလာပွဲတွေခန်းခန်းနာနာလုပ်ပေးမယ်လို့ဂရိပေပြီးမှလန့်ခွဲလိုက်ကြတဲ့ဖူဆဲအသိန်းပိုင်ရှင်မန်ဟိန်းနဲ့မှုသခင်ကုံဂရိစကားဆိုတာမှန်တဲ့ချက်လို့ပါပဲတဲ့ရှင်တမိုးထထရင်အရာရာကိုထင်ဟမြင်နိုင်ပေမဲ့ကြေကွဲသွားတဲ့အခါမှာတော့ပြန်ဆက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး ီနေ့မှာတော့ပြည်သက်တွေကြားဆင်မကောင်းစရာသတင်းလေးတစ်ခုအဖြစ်နေရာယူလာခဲ့တာကတော့ MRTV4 မြင်းသမီးချော်လေးဖူးသခင်ကိုနေဖူဆေအသင်းပိုင်ရှင်မဟင်းတို့ရဲ့ဇလန်လေးပဲဖြစ်ပါတယ်။သူတို့နှုတ်ကပြည်သက်တွေအားချခဲ့ရတဲ့ဇုံတွဲလေးပါရှင်အသက်ရွယ်ကွာဟာချက်ဆိုတော့သူတို့ရဲ့အချိန်ရင်းမှာအတားဆီးတစ်ခုမဟုတ်ခဲ့သလုံးမဟင်းကသူ့ချစ်သူလေးကိုဘလောက်ထိတမိုးထားတယ်လဲဆိုရင်မင်္ဂလာပွဲကိုသုံးပွဲတောင်အကြီးကျယ်ကျင်းပပေးမယ်လို့လူသိရှင်ကြားကြေးပေးခဲ့ပူတဲ့အထိပါပဲ ဒါပေမဲ့ကံကြမ္မာဆိုတာတခါတလေကြတော့လေကျမတို့ထိမှတ်မထားတဲ့လမ်းကိုဆွဲခေါ်သွားတတ်တယ်မဟုတ်လား 2025ခုနှစ်မှာလက်ထပ်ကျမယ်လို့ရည်ရွယ်ထားခဲ့တဲ့သူတို့နှစ်ဦးရဲ့အိမ်မက်တွေကအခုတော့တိမ်မြုပ်သွားခဲ့ပါပြီ။ဒီဇလန်ရဲ့အလှည့်ပြောင်းကတော့ရီမန်းချန်ရဲ့အချစ်ချားကလွန်ဆွဲပွဲတစ်ခုကနေစတင်ခဲ့တာရှင်။မန်ဟင်းကသူ့ရဲ့ဝါသနာဖြစ်တဲ့ဘောလုံးနဲ့အမှုပညာကိုပေါင်းစပ်ပြီးဖူဆဲရုပ်ရှင်ကားကြီးတစ်ခုကိုထွက်လွန်နိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စိတ်ကူးရမှုတွေကလှပပေမယ့်လက်တွေဘဝကတော့ခါတိတက်တယ်ရှင်။မင်္ဂလာဆောင်မှုစုဆောင်ထားတဲ့ငွေကြေးတွေအလုံးကိုဒီရုပ်ရှင်ကားကြီးမှာရင်းနှီးမြှောက်နှံလိုက်တယ်။ အောင်မြင်မှုရရင်မင်္ဂလာပွဲကိုပိုခမ်းနားမယ်ဆိုရဲမျှော်လင့်ချင်တဲ့ပုံမေချိုဇလန်းတွဲထဲကရေချမ်းဆိုရဲစပုတ်နေရာကနေကောင်းဆောင်မင်းသားတယောက်ဖြစ်တက်တည်ပြချင်ခဲ့တဲ့မဟင်းရဲ့ဆန္ဒကသိန်းတထောင်လောက်ကိုမဲမှန်းထားရာကနေသိန်း2000နီးပါးထိကုန်ကျသွားခဲ့ပါတယ်။ဒါပေမဲ့ရလကတော့မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးရှင်။ရုပ်ရှင်ကပရိသတ်တွေကြားထဲမှာထင်သလောက်အောင်မြင်မှုမရခဲ့သလိုဝေဖန်မှုတွေနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကကြာရှုံးမှုကိုလက်ခံတတ်ပုံပဲရှင်။မဟင်းကမြန်မာပရိသတ်တွေဟောင်းသူ့ရဲ့အနှွေးပညာကိုနားလည်နိုင် ်စွာမရှိဘူး။ဟာတာဘောကားတွေကိုပဲအားပေးကြရည်ဆိုပြီးစိတ်ပြလက်ပြနဲ့ဝေဖန်ခဲ့ကြတာပေါ့။ရိုက်ချက်တွေကာလာရီဘလောက်ကောင်းကောင်းပြိတ္တနဲ့အမဝင်တဲ့အခါတိမ့်ထောင်ချီတဲ့ယင်းမြောက်နံမှုကအနုပညာအဖြစ်ကျန်ရစ်ခဲ့မယ်လို့ဆိုပေမဲ့လက်တွေ့မှာတော့ငွေကြေးရောချစ်သူကိုပါဆုံးရှုံးလိုက်ရတဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ အခုချိန်မှာတော့မင်္ဂလာပွဲ၃ပွဲဆိုတဲ့ဂရိဇကားကလီထဲမှာလွင့်ပါသွားခဲ့တာပေါ့မူသခင်ကိုတယောက်ယောက်ျားတွေကိုကြောက်လွန်ပြီးမင်းကလေးချင်းပဲတွေ့ရမလားလို့အရှုံးဖောက်ပြောဆိုနေရတဲ့အထိစိတ်တန်ရာတွေရခဲ့တဲ့ပုံပါပဲဒါပေမဲ့သူမကအာမရှော့သွားပါဘူးရှင်အလုပ်တွေဖိလို့ရင်ခက်ခဲတဲ့အချိန်တွေကိုကြော့ဖြတ်နေတာပေါ့မဟင်းကတော့သူ့ရဲ့အနုပညာကိုနားမလည်ကြဘူးဆိုတဲ့ခံယူချက်နဲ့အတူအနုပညာလောကကနေခိတအနားယူသွားခဲ့ပါပြီ ချစ်ချင်းမြတ်တာဆိုတာနားလည်မှုနဲ့တည်ဆောက်ရတာဖြစ်တယ်လို့ဘဝဆိုတာကလည်းလက်တွေ့ကျကျရှင်တမ်းမှလှပါတာပါရုပ်ရှင်မအောင်မြင်လို့လက်ထမဲ့ငွေကြီးကုန်ဆုံးပြီးလမ်းခွဲလိုက်ရတဲ့ဒီဇလန်လေးပေါ်ပြိတ္တတို့ရောဘလို့ထင်မြင်မိပါသလဲကိုပိုင်အိမ်မက်ကိုအကောင့်ထဲဖော်ဖို့ချစ်သူနဲ့အနာဂတ်ကိုပုံရောခဲ့တဲ့မဟင်းရဲ့လောက်ရက်ကမှန်ကန်ရဲ့လောင် ဒါမှမဟုတ်ကန်တရာကပဲမျက်နှာသာမပြေးခဲ့ရလားဆိုတော့ခေါမမဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာဇလန်လေးတွေနဲ့ပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပြီး update ဆောင်ရကြပါအောင်နော်။ YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးစိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်ခေါမမအကြံပေးဆွေးနွေးပေးသွားပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။